ားလုံးပဲမင်္ဂလာပါဗျာစိုင်းနယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းလေးကတော့29ရက်5လ2025ဗမော်တိုက်ပွဲချင်းတွေကိုတင်ပြလာတဲ့ကျော်စိုးရဲ့ရုပ်သံမျိုးပိုင်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒရမကျော်စိုးကဗမော်တိုက်ပွဲချင်းတွေနောက်ထပ်ဘလို့သတင်းမျိုးတွေကိုတင်ဆက်ထားကြတဲ့ဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဝေပါမိကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းနယ်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တင်းတပုတ်အနေနဲ့ဒီဗမောမျိုးတိုက်ပွဲအခြေအနေနဲ့ဒီဖားကန်မျိုးနဲ့တိုက်ပွဲအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီကနေ့မနက်၂နာရီခန့်အချိန်ကဗမောမျိုးမှာရှိတဲ့ဒီတက်မတော်စကန်တီရှိတဲ့နေရာတွေကိုအကြံဖတ်သမားတွေကဒါတစ်ချိန်နဲ့တစ်ပြိုင်နဲ့တို့ဝင်တိုက်ပါတယ် ဟိုတိုက်တဲ့ခါမှာနောက်ပိုင်းကျွန်တော်တို့မနက်ခင်း၈နာရီမိနစ်30အချိန်ထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အကြမ်းဖက်သမားတွေကသူတို့ပြန်ဆုတ်သွားတယ်ပေါ့။အဲ့တော့အကြမ်းဖက်သမားတွေကတော့ကျွန်တော်တို့ဒီမြို့ထဲမှာရှိနေဆဲဖြစ်တယ်။သူတို့ရရင်ရတယ်လို့သူတို့ဝင်တိုက်တယ်ပေါ့ဗျာဝင်တိုက်တယ်။သူရအောင်လာဆိုပြီးတော့ကျွန်တော်တို့ဒီကနေ့မနက်၈နာရီမှာဝင်တိုက်တယ်။တိုးတော့လည်းအကြမ်းဖက်သမားတွေပြန်ဆုတ်သွားတယ်။အဲ့တော့တိုက်ပွဲတွေကတော့ကြည့်ဗမာမြို့တိုက်ပွဲတွေကတော့ကျွန်တော်တို့ဒီဆက်ပြီးပြင်းထန်မယ်။ဆက်ပြီးပြင်းထန်မယ်ကျွန်တော်တို့တိုက်ပွဲကကြာမယ်။ ။ဘာကြောင့်ကြားလဲဆိုတော့တဖက်မှာကျွန်တော်တို့ဒါ KI ရဲ့စီးရေးကြီးမှာကြဖြစ်တဲ့အရာရီမြို့အရှိချမ်းထိန်းချုပ်နိုင်ပါ။ဒီဘဘမျိုးကတဖက်မှာကျွန်တော်တို့ဒီလိုင်စာနဲ့မိုင်ကြရန်ကိုထိန်းထားတဲ့မြို့တဖက်မှာတော့ကျွန်တော်ရှမ်းမြောက်နဲ့ဒါဆက်နေတဲ့နေရာမှာတရှိတာပေါ့ဗျာ။စီးရကျွန်တော်တကယ်ကိုအရေးပါတဲ့မြို့ကြီးလည်းဖြစ်တယ်။မြို့လည်းဖြစ်တယ်ကချင်ပြည်နယ်ဒုရီယာမြို့တော့။ပြီးကျွန်တော်တို့ဒီတရုတ်နဲ့တရုတ်နဲ့ကျွန်တော်တို့ဒီဘက်ကဘမော်နဲ့လည်းမိုင်အဖြစ်ကျွန်တော်တို့ဒီမိုင်90ပတ်လည်လောက်ပဲရှိတယ်။စီးရေးစီးဝိုင်းနိုင်ငံကြီးကအရန်ကိုအရေးပါတယ်။အရေးပါတဲ့အခါမှာကျွန်တော်တို့ဒီ KI တို့လည်းအရေးအရေးပါတယ်လို့ပဲကျွန်တော်ဒီလက်ရှိနိုင်ငံတော်တို့လည်းအရေးကြီးတယ်။ အရေးကြီးတယ်အဲ့တော့ဒီဘမော်မျိုးတိုက်ပွဲကနှစ်ဖက်စလုံးအတွက်ကျွန်တော်တို့အရေးပါတယ်အဲ့တော့ KI ကလည်းဒီဘမော်မျိုးရရှိရအတွက်သူတို့ကလည်းသူတို့ရဲ့မဟာမိတ်အဖွဲ့တွေနဲ့သူတို့ရဲ့ဒီစစ်သွေးကြောအုပ်စုမဟာမိတ်အဖွဲ့တွေနဲ့သူတို့ဝင်တိုက်တယ်ဝင်တိုက်တယ်လက်ရှိတော့သူတို့လည်းသူတို့မရသေးဘူးလက်ရှိကျွန်တော်တို့ဒီတက်မတော်ရဲ့ဒီ drone ထိုးစစ်ကျွန်တော်တို့ဒီမြေပြင်ဝင်ထိုးစစ်တွေကြောင့်အကြမ်းဖက်သမားတွေများစွာသေတယ်များစွာသေတယ်တချို့သူကျွန်တော် PDF တွေဆိုလက်ရှိဒီတက်တော်မှာတွေ့နေရတာပဲတွေ့တဲ့အတိုင်းပဲတက်တော်တွေ Facebook တွေပါအဲ့သူတို့ဒီဘမော်တိုက်ပွဲမှာသေသွားတဲ့သူတွေပြန်ပြီးတော့သူရဲ့မိဘတွေအကြောင်းကြားတဲ့ခါမှာဆိုအလောင်းပြတ်ပါမလားဘူးအလောင်းပြတ်ပါမလားဓာတ်ပုံပဲပြန်ပါလာတယ်အဲ့လိုတချို့နေရတယ်မနေ့ဦးပဲ ပြီးတော့ကျွန်တော်တိုက်ပွဲတစ်ပွဲမှာကျွန်တော်တို့ဒီကြာဆုံးတဲ့သူနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူကထိခိုက်ဒဏ်ရာရရှိတဲ့သူကပုံများပါတယ်ဒါကျွန်တော်စစ်ပွဲရဲ့သဘောတဘာပါပါပဲစစ်ပွဲရဲ့သဘောတဘာမှာခင်ဗျားလူရောက်90ရှိတော့ခင်ဗျားတကယ်ထိချက်ကောင်းမှခင်ဗျား10ရောက်စကောင်20ပေါ့ဗျာဒါထိချက်ကောင်းမှတန်တဲ့အရာတွေအားလုံးကခင်ဗျားအပြက်တယ်မျိုးလုံးမျိုးလုံးတွေကျွန်တော်ကျွတ်ထွက်သွားတာတွေလက်တွေပြတ်တာခြေတွေပြတ်တာတွေပေါ့ဗျာဒီလိုသဘောတွေကများပါတယ်ဒုက္ခတာများပါတယ်ဟောဘမောက်တိုက်ပွဲမှာဆိုတော့အကြက်ဖက်တနည်းပြီးတော့ PDA အုပ်စုတွေလည်းများစွာကျွန်တော်ဒုက္ခတာတွေဖြစ်သွားတယ်များစွာသိတယ်ထို့တူပါပဲဒီစစ်တရ KI နဲ့သူတို့ရဲ့မဟာမိတ်တွေလည်းများစွာသိတယ်တိုက်ပွဲတွေကကျွန်တော်တော်လေးပြတ်ထွက်နေတယ် ဘောမမျိုးတိုက်ပွဲကကျွန်တော်တို့အတွက်လည်းအရန်ကိုအရေးကြီးတယ်အရာဝီမြေအရှိချမ်းထိချုံနိုင်ပါ KI ဘက်ကတော့ကျွန်တော်အရာဝီမြေအရှိချမ်းထိချုံနိုင်ရင်ကျွန်တော်တို့နိုင်ငံတော်ဘက်ကတော့ဒါဒီနိုင်ငံတော်ရဲ့ဂုံတွေကတပ်မတော်ရဲ့ဂုံတွေကကျွန်တော်တို့ကကျွန်တော်တို့အပါဝင်နိုင်ငံသူနိုင်ငံသားတွေဂုံတွေခါရတိတ်ကိုအရေးပါတယ်တိုက်ပွဲပါအကြီးပါတယ်တိုက်ပွဲပါအဲ့တော့ဒီဘောမမျိုးအခြေအနေပတ်သက်ရင်ကျွန်တော်တို့ဒီကနေ့ဒီဘာမှစိုးရိမ်ရမှာမရှိသေးပါဘူးဒီကနေ့ဒီကျွန်တော်စိုးရိမ်ရမှာမရှိသေးဘူးအဲ့တော့ဒီညမှာကျွန်တော်တခုတက်ပြောချင်တာကပြီးခဲ့တဲ့ဒီစနေနေ့ကဒီဘောမမျိုးမှာရှိတဲ့တက်မော်သားတွေအတွက်ဒါကျွန်တော်တို့ဒါမေဒီကာကိုသွားပြီးတော့ ဒါကျွန်တော်တို့ဆက်လိတ်တွေပေါ့ဗျာဆက်လိတ်တွေဒါမိဒီလာမှာတစ်ဆင့်ဒီဘမုံမြို့မှာရှိတဲ့တိုက်ပွဲဝင်တဲ့တက်မော်သားတွေအတွက်ကျွန်တော်ပို့ခဲ့တယ်။အဲ့မှာဆိုရင်ကျွန်တော်ဒီမြုပ်သီးအစိမ့်မှုဆဲပေးတာလဲကျွန်တော်ပို့ခဲ့တယ်။ပြီးတော့အဲ့မှာတက်မော်သားတွေဒီစစ်တပ်ရဲ့တနခါလိမ့်မှုအတွက်ဆိုပြီးတော့ကျွန်တော်အဲ့မှာတနခါတုံးတွေတနခါတုံးကဗျာအပွေးအပွေးအပွေးမုံတုံးတွေပါတယ်ဒီအမြင့်မုံတုံးတွေပါတယ်။အဲ့ဒီအတုံးတွေပါကျွန်တော်ထည့်ပစ်လိုက်တယ်။စစ်တပ်နဲ့လိမ့်လို့ရအောင်။အဲ့တော့ဗျာဒီကြောက်ပြမလို့ပေါ့ဗျာလက်ပေါ်မှာရေလေးကြီးလက်ပေါ်မှာလိမ့်လို့ရအောင်ပေါ့။လိမ့်လို့ရအောင်ဒါသူတို့ပြောသေးချင်ပါတယ်။ထို့တူပါပဲကျွန်တော်ဒီအပိုင်းမှာဒီဘမုံမှာရှိတဲ့ဒီတက်မော်သားတွေအတွက်ဒီငဏီတူပေါ့ငဏီတူနဲ့ဒီငရုတ်သီးဖတ်ချမ်းတဲ့ အဆက်အဆက်ကြော်ပြီးတော့ကျွန်တော်ပို့ပေးပါအောင်မယ်ပို့ပေးပါအောင်မယ်ဒါကကျွန်တော်တက်မတော်သားတွေတကယ်အားတက်အောင်ကျွန်တော်နောက်နောက်ကနေပြီးတော့ကျွန်တော်တို့တသားလေးရှိအောင်ပြတာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်းမှာကျွန်တော်ထပ်ပြီးတော့ပို့ပေးပါမယ်အဲ့တော့ဘာမှမပြောပါရှိတဲ့တမတော်ဒါရင်ကျွန်တော်တို့တသားလေးရှိပါတယ်အဲ့တော့ဘမမျိုးချင်းနေတဲ့ပတ်တိုင်းတော့ကျွန်တော်တို့ဘာမှဆိုးရမှာမရှိပါဘူးဒီကနေ့မနက်2နာရီခန့်အချိန်မှာအကြမ်းမတ်သမားတွေကဒါတို့တို့တချိန်နဲ့တပြိုင်နက်ဝင်တိုက်တယ်7နာရီမိနစ်30အချိန်မှာပြန်ဆုတ်သွားတယ်ပြန်ဆုတ်သွားတယ်အဲ့တော့အချိန်တွေကတော့ခင်ဗျားဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အကြမ်းမတ်သမားတွေ အကျမ်းဖတ်သမားတွေဘယ်လောက်ထိဘာမောမှာဘယ်လောက်ထိစုပ်ပြတ်တက်သွားမလဲဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အကျမ်းဖတ်သမားတွေအလောင်းတွေဘာမောမျိုးအနီးမှာရှိရကျွန်တော်အရာဝီမြေထဲမှာဘောလုံးမျောစေရမယ်ဘောလုံးကိုမျောစေရမယ်အကျမ်းဖတ်သမားတွေပြည်သူလူထုရဲ့ပြည်သူလူထုရဲ့အသက်အုံးကြီးစီစဉ်ကိုလာရောက်ဖျက်ဆီးတာခင်ဗျာဒီစစ်တွေကြောင့်အုပ်စုတွေကြောင့်ဘာမောမျိုးကြီးခင်ဗျာပြာကျသွားတယ်ဘာမောမျိုးရားကြမရှိတော့ဘူးခင်ဗျာတက်မလို့ကအပြေးဝပြန်ထိချုပ်ပြီးသွားရေဆိုရင်တော့ခင်ဗျာဘာမောမျိုးတွေမှာမိုင်းတွေရှင်းရမယ်အစအုပ်တွေဖြိုးရမှာမနေဘူးမနေဘူးပဲပြီးရင်ကျွန်တော်တို့ဒီစစ်ကြံလက်နက်ခဲရနေရှင်းရမယ် အဲ့လိုရှင်းပြောမှသာလေလူကပြန်နေတိုင်းလိုက်ရမှာပြီးကပြန်ဗီဒီယိုပြန်သွေးရမယ်ဘာမှမဖြစ်ဆုပြတ်သွားပြီဘသူတွေကြောင့်လဲခင်ဗျားတို့မြောင်ကြည့်ဒီစစ်သွေးကြွ NUG အုပ်စုတွေနဲ့ဒီဘက်က KIA စစ်သွေးကြွတမနည်းအပြည့်ကျွန်တော်တို့ဂျိန်းဘောဂျိန်းဘောအုပ်စုတွေကြောင့်ပြာချခဲ့ရတာဂျိန်းဘောအုပ်စုတွေကြောင့်ဘာမှမပြောကြီးခင်ဗျားတို့ဘာမှမပြောကြတယ်ဘယ်လောက်နှမျောမလဲဗျာသူတို့အိမ်နေမိတဲ့လောင်ခဲ့ရတယ်ရခင်ရတယ်ဘာမှမပြောကြီးဆိုတာခင်ဗျချင်းမြိုင်ရဲ့ဒုတိယမြို့တော်စီဝိုင်းအရန်ကောင်းပညာရေးအရန်ကောင်းအကုန်ကောင်းတယ်ဘာမှမရှိတဲ့ခင်ဗျအဲ့မှာဒီဒီစိုက်ပျိုးရေးစီထွက်သေးနေတယ်ခင်ဗျတရုတ်မြို့တနေ့တနေ့ပို့ပို့ရတဲ့တန်ချိန်မနေဘူးပဲ အဲ့ဒီအဲ့ဒီကျွန်တော်တို့ဒီစီလွတ်တီးနာနဲ့ပဲဘမုံမာရှိဒေသကနေတော်တော်ကြီးကိုခင်ဗျာချမ်းသာတယ်။တချင်ကခင်ဗျာတရားပွဲဆိုဟီးနေအောင်ကျမခဲ့နေရ။ဘမုံမားဘမုံမားခင်ဗျာသွားပြီးတော့ဒီတရားဟောခဲ့တဲ့ဆရာတော်ကြီးတွေပေါ့ဗျာဆရာတော်ကြီးတွေခင်ဗျာတရားပွဲတစ်ခေါက်သွားပြီးဆိုအဲ့မှာရှိတဲ့ဘမုံကြီးဘမုံသားတွေကဖြူတာခင်ဗျာတိတ်ထောင်ကြီးရတယ်။တိတ်ထောင်ကြီးရတယ်ခင်ဗျာတကယ့်ကိုခင်ဗျာဘာသာရေးတာသနာ့မှာတကယ့်ကိုခင်ဗျာအလူတန်းရေရောတယ်မြို့ကြီးဗျ။လက်ရှိတော့ခင်ဗျာဒီစစ်သွေးကြွဒိဗောအုပ်စုတွေရဲ့လက်ချက်နဲ့ပြီးတော့ကျွန်တော်ဗမာ PD ရဲ့ NLD အတိုင်းဝိုင်းရဲ့လက်ချက်နဲ့ဘမုံကြီးပြကြခဲ့ရတယ်။ မိုးရွပြရခဲ့ရတယ်အဲ့တော့တက်မလို့တော့ဗျာဒီပြန်လဲထူထောင်ရေတက်မလို့အပြေဝပြန်လုပ်ပြန်ပါပါကျွန်တော်တို့အချိန်တစ်ချိန်တော့ပြန်ဆောက်အောင်ပါဗျာပြန်ဆောက်အောင်ပါအဲ့တော့ကျွန်တော်တို့ဒီတက်မော်သားတွေဘမမချက်တက်မော်သားတွေတို့ကကျွန်တော်ဒီအပိုင်းမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်တို့ဒီငဏီသူအချိန်20လောက်မြေကြီးဆက်ဆက်နဲ့ကြော်မယ်ကြော်ပြီးတော့ကျွန်တော်ရောက်ပို့ပေးမယ်ရောက်ပို့ပြီးတော့မှဖြစ်ပါတယ်နောက်တဲ့အချိန်တွေကကျွန်တော်ဖားခဲ့မှာဒီကနေ့မှတပိုင်းမှာကျွန်တော်တို့ရဲ့ဒီဆက်သွယ်မှုရဆိုရင်ဒီအေပလာအေပလာ23ရက်နေ့ကကျွန်တော်တို့ဒီ truck ဒီကားပိုင်းဘက်ကနေပြီးတော့ထွက်ခွာလာတဲ့ဒီတက်မော်တွေစစ်ကြောင်းတွေကဒီကနေ့မှတပိုင်းမှာဖားခဲ့မှုအမျိုးရောက်သွားပြီ တင်ရပြဖားကမြို့ရဲ့ဒီကျိုးစုဘားရောက်သွားပြီရောက်သွားပြီအဲ့တော့ဒီတက်မော်ရဲ့ဒီကျွန်တော်တို့ဒီလမ်းကြောင်းတစ်လျှောက်မှာဆိုအကြပ်ဘတ်သမားရဲ့လမ်းမိုင်းရတယ်သူတို့တိုက်တယ်တိုက်တဲ့ခါမှာသူတို့ခုခံစစ်အနေနဲ့မတိုက်ရတယ်ထိုးစစ်အနေနဲ့မတိုက်နိုင်ဘူးအဲ့တော့ကျွန်တော်လမ်းမောင်းကြီးဒီပကုံးကြီးရှင်ပြီးတော့မတိုက်နိုင်ဘူးတက်မော်ထိုးစစ်စင်နဲ့တက်မော်ဒီဒရုန်းနဲ့ကင်းထောက်တယ်တိုက်တယ်လမ်းနဲ့ကြီးနဲ့ကင်းထောက်တယ်နေပြီးတော့ရောက်ရှင်းတယ်ပိုကကျွန်တော်ဝင်ရနေပြီးတက်မော်ဒီလေးချောင်းကလည်းတော့ကြောက်ဘုံကျုပ်မှုတွေလောက်တယ်အကြပ်ဘတ်သမားတော့ကြောက်ကြောက်ဆုတ်ဆုတ်သွားတယ်နောက်ဆုံးမှလက်ရှိဒီတက်မော်ရဲ့ဒီစစ်ချောင်းတွေကဘုံမျိုးတွေကိုရောက်သွားပြီအဲ့တော့တက်မော်ရဲ့တက်မော်ရဲ့လက်ရှိဒီစစ်ချောင်းတွေကခင်ဗျတော်တော်ပြီးလာတာမဟုတ်ဘူးခင်ဗျတကယ် မာပြောလမ်းကြီးတွေကလမ်းပေါ်နေလာတာလမ်းပေါ်နေတက်ပြလာတာအချမ်းမသမိုင်းတောက်ချောက်ပြေးတယ်တောက်ချောက်ပြေးတယ်အဲ့တော့တပ်မတော်ကဒီဖားကောင်လာတဲ့ကမှာဆက်ချောင်းသုံးချောင်းနဲ့လာတယ်လက်ရှိမှာတော့ဒီတပ်မတော်ရဲ့ဒီဆက်ချောင်းတွေကဖားကက်မျိုးကိုရောက်သွားပြီအဲ့တော့တိုက်ပွဲဖြစ်တဲ့နေနေရာတွေကကျွန်တော်တရားကြီးနောက်မှာအကြမ်းမသမားတွေခုခံတယ်၊မှုဝင်မှာခုခံတယ်၊နိုင်ရမှာခုခံတယ်၊ကတ်မော်မှာခုခံတယ်။အဲ့ဒီကြောင့်မလို့ကျွန်တော်တိုက်ပွဲတွေပြင်ထပ်ခဲ့တယ်။တိုက်ပွဲတွေပြင်ထပ်ခဲ့တယ်။အဲ့တော့ ဖားကမ်းမြို့ကြီးမှာဖားကမ်းမြို့ကိုတပ်မတော်ရဲ့တပ်မတော်ရဲ့ဒီကျွန်တော်တို့ဒီစစ်ကြောင်းတွေရောက်ရှိသွားပြီအများမကြာမီကာလမှာကျွန်တော်တို့နေမြင့်ရှင်းလင်းမှုတွေတောက်လျှောက်တောက်လျှောက်လုပ်ပါဗောဗျာပြီးခဲ့တဲ့ကာလကဒီတပ်မတော်ကဆုံချုံခဲ့ရတဲ့လက်လွတ်လိုက်ရတဲ့နေရာတွေမှာတပ်မတော်ကပြန်ပြီးတော့ဒီနေမြင့်ဆုံးမှုတွေပြန်လုပ်မယ်အကြမ်းဖက်သမားတွေပြန်ရှင်းမယ်ပြီးတော့ကျွန်တော်ဒီဖားကမ်းမြို့နယ်မှာရှိတဲ့ဒီចောင်းသားចောင်းသူတွေဒီနေ့ရာသီမှာကျွန်တော်တို့စာတင်နိုင်မှုအတွက်တပ်မတော်ကနေမြင့်လုံချုံတွေဆက်လက်ဆောင်ရမယ်အဓိကတပ်မတော်ကလက်ရှိကာလမှာကျွန်တော်စစ်ကြောင်းထိုးတာကစစ်ကြောင်းထိုးရခြင်းရည်ရွယ်ချက်ကတော့နံပါတ်1ဖားကမ်းမြို့နယ်မှာရှိတဲ့ចောင်းသားចောင်းသူတွေចောင်းသားចောင်းသူတွေကလေးငယ်တွေပေါ့ဗျာ ကြောင်းပြတ်တက်ရဖို့စတက်ဖို့အတွက်တက်မလို့ကနေမြရှင်းလင်းလေးလောက်တာနေမြအဲ့ဒီနေမြရှင်းလင်းမှုကတက်မတော်သားတွေကျွန်တော်ပေးစားရတာရှိတယ်တန်ရရတာရှိတယ်။ဘာကြောင့်လောက်ပါလဲဆိုရင်ဖားကန်မျိုးနယ်မှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေခလေးငယ်တွေစာတွေပြန်သင်ကြားခွင့်ရဖို့အသက်ကြီးရွယ်တွေလူလတ်ပိုင်းတွေအစိုးရကပေးတဲ့နိုင်ငံတော်ကပေးတဲ့ကျန်းမာရေးဆောက်ရှောက်ခွင့်ကိုအပြည့်အဝရဖို့အတွက်တက်မလို့ကအကူအညီပေးတာစောင့်ရပေးတာခင်ဗျားကြည့်လိုက်လေခင်ဗျား NUG ရဲ့ပညာရေးကိုဘယ်သူအများခင်ဗျားအပြည့်မပြုလို့လဲ NUG ရဲ့တင်ရိုးဆိုတာလေဗျာလက်ရှိဒီ NASA ကကရှိနေတဲ့ဒီပညာရေးဝန်ကြီးဌာနကရှိတဲ့တင်ရိုးပဲပြန်တင်တာပဲဒါပဲ ကဲအဲ့မှာဗျာဒီဒီနိုင်ငံတော်ရဲ့ဒီပြည်ရေးဝန်ကြီးဌာနကထုတ်တဲ့တင်ယုံကျွန်းတန်းကိုဒီ NGO အုပ်စုတွေကတင်တယ်ဒီ NASA ကကလည်းတင်တယ်ထားပါသူခင်ဗျားတို့မြင်အောင်ကြည့်လိုက်ဒီ NGO အုပ်စုတွေရဲ့တင်တဲ့တင်ယုံကိုခင်ဗျားတို့မြင်အောင်ကြည့်လိုက်နော်ဟုတ်ပါပြီအဲ့မှာ NGO ကတင်လို့ကလေးငယ်တွေ၁၀ထောင်အောင်သွားပြီထားထားပါသူတက္ကသိုလ်ကနေအောင်အောင်သွားပြီပဲထားပါသူအဲ့တော့ဒီကလေးတက္ကသိုလ်ဘာမှဆက်တက်တာပါ NGO ရဲ့ NGO ရဲ့ဒီပြည်ရေးဝန်ကြီးဌာနကနေတက္ကသိုလ်ဝင်အောင်တက္ကသိုလ်ဝင်ဆောင်ဖို့ပဲအောင်သွားတဲ့ကလေးငယ်တွေဘယ်နိုင်ငံကအတိမတ်ပြုလဲအဲ့ဒီကလေးတရုတ်ပြည်မှာတွက်တက်လို့ရတာ အနည်းဆုံးများခင်ဗျားတို့အများကြီးကြည့်ပါနဲ့အားလုံးရောက်တဲ့ထိုင်းနိုင်ငံမှာသွားတက်ခွင့်ရလားထိုင်းနိုင်ငံကရော NUG ရဲ့ပညာရေးကိုအတိမတ်ပြုလားဘသူမှအတိမတ်မပြုဘူးအတိမတ်မပြုကဘာကအတိမတ်ပြုတာကတီစဲအစိုးရတီစဲအစိုးရရဲ့ပညာရေးဝန်ကြီးဌာနအတိမတ်ပြုလက်မှတ်တာအတိမတ်ပြုလားခင်ဗျားတို့စဉ်းစားလေခင်ဗျားလက်ရှိဒီ NUG ရဲ့ဂျာကာလာပညာရေးလို့တောင်ကာလာပညာရေးလို့မြောက်ကာလာပညာရေးလို့ဘယ်နိုင်ငံကမှအတိမတ်ပြုလို့လဲအတိမတ်ပြုလို့လဲ က်ရှိပါဗျာကျွန်တော်တို့ဒီသတင်းပြန်ချောင်းအောင်ဆိုလက်ရှိတီတက်မတော်ရဲ့စစ်ကြောင်းတွေကတော့ဒါကျွန်တော်တို့ဖားကံမျိုးရောက်သွားပြီဖားကံမျိုးရောက်သွားပြီဆိုရင်လက်ကြခင်ကကျွန်တော်တို့ဒီဆုတ်လိုက်ရတဲ့နေရာတွေမှာပြန်ပြီးစခန်းထိုင်မယ်ပြီးနေပြီးရှင်းလင်းမှုတွေလုပ်မယ်ပြီးတော့ကျွန်တော်တို့အဲ့မှာဒီစာတင်ကြောင်းတွေဖွင့်နိုင်ဖို့ပြန်ပြီးလုပ်မယ်ခလင်းငယ်တွေကြောင်းပြန်တက်ရအောင်မယ်အဲ့တော့ဖားကံမှာရှိတဲ့ကြောင်းသားပြီးပါတယ်ပြောကြပါခင်ဗျားတို့ရဲ့သားသမီးတွေကြောင်းပြန်တက်ခွင့်ရအောင်မယ်ဒီနေရာမှာကျွန်တော်တို့တက်ဆက်တဲ့တင်ပြဖို့တခုကြံခဲ့တာကတက်မတော်ရဲ့စစ်ကြောင်းတွေစစ်ကြောင်း၃ကြောင်းစစ်ကြောင်းကြီး၃ကြောင်းဒါကျွန်တော်အင်းတော်ဘက်ကလာတဲ့ဒီဒီဘက်ကကာမိုင်းဘက်ကလာတဲ့စသဖြင့်ဒီ၃ကြောင်းလာတယ်အဲ့လာတဲ့တက်မတော်ရဲ့စစ်ကြောင်းတွေကို အကြမ်းမဲ့တမားတွေကတို့တို့ဒီပကုံးကြီးရှင်တိုက်ပြီးတော့မခုခံနိုင်ဘူး။ဘာကြောင့်လဲဆိုတော့တို့ရဲ့ရှိသမျှအင်အားတွေကိုဖားဒီဒီဘောင်ပေါ်မှာတွားပြီးပြုံထားတယ်။ဘောင်ပေါ်မှာတွားပြီးပြုံထားတဲ့ခါကျတော့အကြမ်းဖက်တမားတွေကတော်တော်လေးကျွန်တော်တို့အခက်ခဲရှိတယ်။အင်အားမရှိဘူးဗျာ။အင်အားမရှိဘူး။လက်ရှိအကြမ်းဖက်တမားတွေသူရှိသမျှအင်အားတွေအားလုံးဘောင်ပေါ်မှာတွားပြီးတော့တွားတိုက်နေရတဲ့ခါဖြစ်တာပေါ့။လက်ရှိရှိတက်မတော်ကတော့ကျွန်တော်တို့ဒါဖားကမျိုးအနီးကိုဆက်ပြီးတော့နေမြေရှင်းလင်းမှုဆက်လုပ်မယ်။တက်ဖက်မှာတော့ဝိုင်းပေါ့။အဲ့တော့ဝိုင်းပေါ်မျိုးမှာလည်းတက်မတော်ကဒီစာတင်ကြောင်းတွေပြဖွင့်ဖို့အတွက်ဒီအပိုင်းမှာကျွန်တော်နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်။နေမြေရှင်းလင်းမှုတွေပြီးသွားရင်တော့ကျွန်တော်တို့ဒီလက်ရှိကြောင်းဖွင့်ရာဒီမှာဝိုင်းပေါ်မျိုးမှာရှိရဲ့ ကျောင်းသားကျောင်းသူတွေပြန်ပြီးကျောင်းတက်ခွင့်ရဖို့ကျောင်းတက်နိုင်ဖို့အတွက်စာသင်ကျောင်းတွေပြန်ပြီးဖွင့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့တက်မလို့ကဘာကြောင့်နေမြေရှင်းရလဲဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်ကလေးငယ်တွေပညာသင်ကြားဖို့ပညာသင်ကြားခွင့်ရဖို့အတွက်နေမြေရှင်းတာရှင်းရှင်းပြောပြပြည်သူလူထုကနေမြေရှင်းတာဒါပဲဒါကြောင့်ကျွန်တော်တက်မလို့ကဘုံကျဲတယ်မကျဲဘာဖြစ်လဲအတိုင်းပြည်တွေလိုအပ်လို့လောက်တာကျဲတယ်ဗျာဘာဖြစ်လဲကဲအချမ်းမတမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲတယ်ဗျာကျွန်တော်ပြောရရှင်းရှင်းလေးအချမ်းမတမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲမယ်ဗျာကဲကျဲမယ်ပြည်တွင်းစစ်မှာလေမပြောင်းဘူးလေပေါ်တယ်ဘုံမကျဲရဘူး တိုက်လိုက်မတော့လို့ဘယ်မှပြန်ထားတာမရှိဘူးတကယ်လို့ပြန်ထားလိုက်ဆိုကျွန်တော်ဖုန်းပို့လိုက်ကျွန်တော်ဖုန်းဖိုင်ဘာပို့လိုက်ကျွန်တော်လည်းဖတ်ချင်လို့ကျွန်တော်တို့ရှာလို့မတွေ့ဘူးပြည်တွင်းစစ်မှာဘုံမကျက်ရလို့တနေရမှပြန်မထားတော့ဘူးကျဲကျင်နေနေရကျဲမယ်အကြမ်းတ်သမားရှိနေနေရကျဲမယ်တိုင်းပြည်တို့ကလိုအပ်လို့လုတာလုတ်သိလုတ်တိုက်လို့လုတ်တာတိုင်းပြည်တို့ကလုတ်တဲ့အရာမှန်တယ်မအားလုံးတရားတယ်မျှတာတယ်ကိုကျိုးတို့ကလုတ်တာမဟုတ်တိုင်းပြည်တို့ကလုတ်တာကျွန်တော်တို့ရမြန်မာနိုင်ငံကြီးတို့ကလုတ်တာအားလုံးတရားတယ်ဆက်ကျဲရမှာပဲနောက်ထပ်ဒီဝဆက်ပြင်ပြပေးချင်ပါတယ်ဒါကတော့တိုက်ပွဲတွေပြည့်တတ်နေတဲ့ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်းအုတ်ချွန်းရဒေတာပင်လောင်းမြို့နယ်စောင်းပြောင်းရွာ ော့အဲ့မှာကျွန်တော်တိုက်ပွဲတွေပြစ်ထန်နေတယ်တိုက်ပွဲပြစ်ထန်တဲ့ရက်ကမေလ၁၆ရက်နေ့ညနေစပြီးတိုက်ပွဲပြစ်ထန်တယ်အဲ့တော့စောင်းပြောင်းရောက်ကတကယ်ကများစီပင်တဲ့ရွာကြီးကျွန်တော်ရောက်ဖို့ကြိတ်လိုက်မယ်ဖះပထိုးဖះစီဒီအများကြီးပဲဘာသာရေးထုံကားတဲ့ဒေသစာပေတွေရင်ကျင်းမှုတွေထုံကားတဲ့ဒေသရှင်းရှင်းပြောရရင်ပုံတိုင်းသားတွေဆိုတာကကျွန်မပညာရေးမြင့်တဲ့အတိုင်းသားတွေပညာရေးမြင့်တယ်ဘာသာရေးအသိမြင့်တယ်အဲ့ဒီတိုင်းသားတွေတို့တော်လည်းပဲ တိုးတော်လည်းပဲဒီကြည်ဝါကိုအကြမ်းဖက်သမားတွေကမေလာစက်ကွက်နေမှာဝင်တိုက်တယ်သူတို့ဝင်တိုက်တဲ့နေရာကကျွန်တော်တို့ဒီဆောင်းပြောင်းကြည်ဝါရဲ့အနောက်ဘက်ဖျားတောင်ကြီးမှာရှိတဲ့ဒီတပ်မတော်နယ်ဒီပို့ပြည်သူစစ်စခန်းကိုဝင်တိုက်တယ်ဝင်တိုက်တာကကျွန်တော်တို့ဒီကယန်းစစ်သွေးကြွားတွေဝင်တိုက်တယ်အဲ့တော့ခရီးယာအုပ်စုတွေဝင်တိုက်တယ်ပေါ့ဗျာတတိယပြည်အဲ့ဒီဒေသမှာဖြစ်နေတာကခင်ဗျာဒီတစ်ဖက်မှာကျွန်တော်တို့ဒီကယန်းကြည်ဝါတွေရှိတယ်ကယန်းကြည်ဝါတွေအားလုံးကနေကြတယ်ပညာမတတ်ဘူးနေကြတယ်ကျွန်တော်ခွဲပြောတာမဟုတ်ကျွန်တော်လက်ရဖူးတယ်ရောက်ဖူးတဲ့အဲ့ဒီဒေသကိုကယန်းတွေကယန်းတိုင်းသားတွေရိုးသားတယ်နော်ကျွန်တော်ကယန်းတိုင်းသားအားလုံးကိုစော်ကားတာမဟုတ်ဘူးဒီကယန်းနဲ့ဒီပို့တိုင်းသားတွေကဒီပို့တိုင်းသားတွေကတော်တော်လေးအလုပ်လုပ်တယ် တို့ရားသမျှတို့ပစ္စည်းတွေကိုတို့တစ်နှစ်စာ73စီးစိုင်းရခအိမ်တိုင်းအိမ်ထဲမှာလှောင်ထားတာအရန်ချမ်းလာတယ်တစ်ဖက်မှာတော့ဒီကရတိုင်းသားတွေကတော့တို့ရဲ့ဒီဒီတို့ရဲ့လူမျိုးစုတွေကိုဥဆောင်တဲ့တို့ရဲ့ညံဖြစ်မှုကြောင့်တို့တော့ညာကျွန်တော်တို့ဒါတောင်သာလက်ကလေးစိုက်ပြမှုနဲ့ပဲပြီးသွားတာပြီးသွားတာတို့မှာကျွန်တော်တို့ရိတ်ခါဆူဆောင်မှုမရှိဘူးပြီးတော့ကျွန်တော်တို့တို့ရဲ့ဗတ်ချမ်းကနေမြင်မြင်မြင်မှုတွေဖြစ်တဲ့ကကျွန်တော်အဲ့မှာရှိတဲ့ကလေးငယ်တွေစာပေတင်ကြောက်ကိုလည်းမရဘူးမရဘူးတစ်ဖက်မှာတော့ဒီပို့တိုင်းသားတွေနေထိုင်တဲ့ဒီဆောင်းပြောင်းရတဲ့ကြောကတော့တကယ်ကိုကမြစီမင်းနဲ့ရွာကြီးစီမင်းနဲ့ရွာကြီး ဲ့တော့ဖို့တိုင်းသားတွေကဒီကရမ်းတွေကကျေးဇူးဆမှုခံနေရတာရခိုင်ကကျွန်တော်တို့ဒီဘက်ကရမ်းဘက်မှာကျွန်တော်တိုက်ဝဲတွေပြင်းထန်တဲ့ခါကျတော့ဒီစစ်ဆောင်တွေကကျွန်တော်တို့ဒီစီဆိုင်ဘက်ရှမ်းတောင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဒီကရမ်းပြည်နယ်အဆက်ကိုသူတို့ရွှေ့လာတယ်စီဆိုင်ဘက်ကိုလည်းရွှေ့လာတယ်ရွှေ့လာတဲ့ခါမှာကျွန်တော်တို့ဒီပုံတိုင်းသားတွေကပုံရဲ့ကျွန်တော်တို့ဒီတိုင်းသားခေါင်းဆောင်တွေဘာသာရေးခေါင်းဆောင်တွေကသူတို့သူတို့ဒေသခံတွေနဲ့ပေါင်းပြီးတော့ကရမ်းတိုင်းသားတွေစစ်ဆောင်လာတဲ့ကရမ်းတိုင်းသားတွေကိုသူတို့ဟာစားရေးခါတွေစေဝါတွေအကုန်လုပ်ပေးတာခင်ဗျားနောက်ဆုံးညကခင်ဗျားထမိုင်းအားစာရအောင်ရှာပေးတယ်ထမိုင်းနဲ့ပစိုးတွေဆောင်းနေအကုန်လုံးလေးသိမရှိအောင်လုပ်ပေးတယ် လို့တော့လည်းပဲသူတို့ကျေးဇူးဆိုင်ဆိုင်ခံခဲ့ရတဲ့ပိုတိုင်းသားတွေတမန်စီစာမျိုးကြီးဝင်တိုက်ကြလေစစ်ဆောင်ဆိုပြီးပါလာတခါတည်းအဲ့မှာကလက်နက်တွေလက်နက်တွေကဲ့လာတယ်စတိုက်ရလေတမန်အဲ့အဲ့စတိုက်ပြီးလက်နက်တွေထွက်တဲ့နေရာကလည်းဒီစစ်ပေးဒုက္ခတွေပေါ့ဗျစစ်ဆောင်စခန်းတွေပြီးအဲ့မှာရှိတဲ့ဒီကရန်အုပ်စုတွေတနက်တွေပထမတော့သူတို့သူတို့ရွာဘက်ကနေရွှေ့လာရွှေ့လာလေဆိုပြီးတော့အဲ့အဲ့ဒီအဲ့မှာတနက်တွေထည့်လာတာတဖြည်းဖြည်းများလာတယ်လုံရလဲရလာတဲ့အခါကျတော့စီစာမျိုးကြီးဝင်တိုက်ပြတာဝင်တိုက်ပြတာအဲ့မှာစီစာမျိုးကြီးမိလောင်ခဲ့ရတယ်ပိုတိုင်းသားတွေကတကယ်ကိုခင်ဗျာစိတ်ရင်းစေတနာကောင်းတဲ့တကယ်တိုင်းသားတွေအဲ့တော့ ကရန်တိုင်းသားတွေကျေးဇူးဆက်ခြင်းခံနေရတယ်အနာဂတ်မှာတော့ဒီပိုတိုင်းသားတွေနဲ့ဒီကရန်တိုင်းသားတွေရဲ့ပြန်ပြီးတော့စိတ်လုံးမှုကတော်တော်လေးပြန်လောပါမယ်ထို့ဆိုလည်းပဲကျွန်တော်ဒီပိုတိုင်းသားတွေမှာတော့တကယ်သူတို့ရဲ့ဒီကျွန်တော်တို့ခေါင်းဆောင်ကောင်းတွေရှိတယ်ကရန်ဘက်မှာတော့ကျွန်တော်တို့အဲ့ဒီလိုဒီတိုင်းသားတွေကိုစုစည်းနိုင်တဲ့ခေါင်းဆောင်ကောင်းတွေတော့မရှိဘူးမရှိဘူးဒီစောင်းမြောင်းကဝင်တိုက်တဲ့ခါမှာဒီစစ်သွေးချစ်သွေးစစ်သွေးကြွပိုးတိုင်းသားအုပ်စုတွေခုမြထုံးလို့ဗျာခွန်သူတွေတို့အဲ့ဒီအုပ်စုတွေနဲ့ကရမ်းစစ်သွေးကြွအုပ်စုတွေပေါင်းပြီးဝင်တိုက်တာတိုက်ရတဲ့အကြောင်းကနံပါတ်1ဒီစောင်းမြောင်းကဘာကဒေသခံတွေချမ်းသာတယ်ရိတ်ခါတွေတနစ်စာဆုတ်ထားတယ်အဲ့တော့ဒီစစ်တိုက်တယ်ဗျာစစ်တိုက်တာဗျာခင်ဗျားအိမ်မှာဖျားတောင်ချီကိုဝင်တိုက်တာ အဲ့လိုတိုက်တာအဲ့လိုတိုက်တယ်ဒါပေမဲ့တို့ကဒီရွာတွေကိုဝင်ပြီးတော့အဲ့မှာရိတ်ခါတွေအကုန်ဖောက်တယ်ဖောက်ပြီးတော့ဟိုဘက်ကတို့ရဲ့ဒီကရမ်းရွာတွေကိုဝင်တဲတာရိတ်ခါတွေအများကြီးပါပါတယ်အများကြီးပါပါတယ်တကယ်တို့စစ်တိုက်ရတဲ့ရွယ်ချက်ကဒီရွာကိုစစ်တိုက်ရတဲ့ရွယ်ချက်ကဒီနေရာမှာတို့မဆိုးမနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီပိုးပြည်သူစစ်တပ်ဖွဲ့တွေကလည်းအင်အားတော်များတယ်တို့ပြခပ်ပါသွားတဲ့ခဏပဲပေါ့ပြီးရင်တို့စစ်ကူရောင်းနဲ့ပြန်ဆော့ရတာပဲအဲ့ဒီဂျာမန်တို့ကတစ်ဖက်မှာစကောင်းတို့အင်အားလုံးနဲ့ဝင်တိုက်တယ်တစ်ဖက်မှာတို့ရွာတွေကိုဝင်နေဝင်ပြီးတော့ရွာထဲမှာရှိတဲ့ပိုးပိုးတိုင်းသားတွေရဲ့စားရေးခါကြီးကျွန်တော်အကုန်ယူသွားတာယူသွားယူသွားအဲ့မှာတို့ဘက်ကို သူတို့ရဲ့ဒီသူတို့ရဲ့ဒီကရမ်းပတ်တွေကိုယူရတာဒါတွေကခံတာမကြခဏပဲလက်ရှိကျွန်တော်တို့ကရားနဲ့ကရားနဲ့ကျွန်တော်တို့တစ်ဖက်ဒီရှမ်းပြည်တောင်ပိုင်းဆက်တဲ့အဆက်တွေပါဆိုရင်ပိုးရွာတွေမကြခဏခံရတယ်အကြပတ်သမားတွေကကျွန်တော်တို့ဒီလက်ရှိဒီကရားပြည်နယ်ဘက်မှာကတိုက်ဝဲတွေအရင်ပြတ်တဲ့ကကျွန်တော်စိုက်ပျိုးရေးတွေကောင်းကောင်းလုပ်လို့မရဘူးစိုက်ပျိုးရေးတွေကောင်းကောင်းလုပ်လို့မရဘူးတို့တော့လည်းပဲဒီပိုးတွေသားကတည်ငြိမ်နေစိုက်ပျိုးရေးကောင်းကောင်းလုပ်လို့ရတယ်လုပ်လို့ရတဲ့အခါကျွန်တော်တို့တစ်ဖက်မှာကကျွန်တော်တို့ဒီလက်ရှိနှစ်တိုက်ပွဲတွေကနှစ်ကာလကြာလာတဲ့အခါကျတော့အကြမ်းဖက်သမားရိတ်ခါပြတ်တောင်းမှုတွေလောက်ဖြစ်လာတယ်ပတ်စံလည်းမရှိဘူး ီးတော့ဒီအမေရိကန်ကထောက်ပံ့မှုတွေလည်းရောက်မလာတော့ဘူးရောက်မလာတော့ထိုင်းဘက်ကလည်းဝယ်စားလို့မရတော့ဘူးဝယ်စားလို့မရတော့သူတို့ရိတ်ခါရရှိရလမ်းကြောင်းကတော့ဒီပိုးကြီးပါတွေပဲရှိတော့တယ်ပိုးကြီးပါတွေရှိတဲ့ကမ္ဘာဒီလုံကြုံကြီးကအားနေတဲ့အားနေတဲ့နေရာပေါ့ဗျာအားနေတဲ့နေရာသူတို့ဝင်ပြီးတော့ဆွဲလို့ရမယ့်နေရာရွာတွေရွေးတယ်ကြွာရွေးတဲ့ကမ္ဘာကြီးဆောင်းပြောင်းရွာဝင်တိုက်တယ်အဓိကတော့ရိတ်ခါတော့ဝင်တိုက်တာခင်ဗျာဘာမှမဟုတ်ဘူးရိတ်ခါတော့ဝင်တိုက်တာအဲ့တော့အဲ့မှာတော့ကျွန်တော်တိုက်ပွဲတွေကလက်ရှိလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်လက်ရှိတော့ကျွန်တော်တို့ဒီပိုးပြည်သူစစ်တပ်ဖွဲ့ကတော့ဒီစစ်ကြောင်းတွေတောက်ချောက်ကျွန်တော်တို့ဆက်ပြီးတော့ တောက်လျှောက်ကျွန်တော်ပို့နေတယ်ပို့ပြီးတော့နေမြရှင်းနေမှုတောက်လျှောက်လုပ်နေတယ်လုပ်နေတယ်အကြမ်းပတ်သမားတွေတည်ဆုံမှုတွေလည်းရှိတယ်ဒီဘက်ကကျွန်တော်တို့ဒီပို့တိုင်းသားတွေကြာဆုံမှုတွေလည်းရှိတယ်ဒီပို့ဘက်ကတော့ပို့တိုင်းပို့ပြည်သူစစ်တပ်ဘက်ကတော့ကြာဆုံမှုတွေနည်းတယ်အကြမ်းပတ်သမားတွေကများတယ်အဓိကတော့အကြမ်းပတ်သမားတွေသူတို့ရဲ့ဒီ1ရက်အတွက် 1year အတွက်လာလူရတာစောင်းပြောင်းကြောက်ကိုလာလူရတာရိတ်ကားတွေဗျာခင်ဗျာရိတ်ကားတွေကျွန်းသွားအကုန်ပါသွားတယ်ပါသွားတယ်ဒါတော့ဒါတော့ကျွန်တော်တို့လက်ရှိဒီဆောင်းမကျွဲ့တဲ့တိုက်ပွဲအခြေတွေရခင်ကအဲ့ရွာမှာကျွန်တော်တို့အထက်ကရှိတယ်ပညာရေးကျမကြီးအားကောင်းတယ်ဗျာခင်ဗျရောက်ဖို့လည်းလူသိပါလိမ့်မယ် တခဲကိုခင်ဗျာအဲ့တဲ့ရောက်ပြီးရေဆိုရင်ပဲခင်ဗျာပိုးအိမ်တွေကိုအဲ့တဲ့ရောက်ပြီးလိုလာပြလိုက်ဘေးကအိမ်ကြီးခင်ဗျာစားကြဟင်းနေတဘုံကြီးလာပို့တာခင်ဗျာပြန်လို့တော့ခင်ဗျာလက်ဆောင်တော့ကောင်းမှာအပြည့်ပဲဟိုဝင်ရတထုပ်လာပြီဒီညတထုပ်လာပြီနော်ခင်ဗျာပေးတာမနေဘူးပဲအဲ့ဒီလိုချက်စရာတလေအဲ့ဒီကြွာအဲ့ဒီကြွာကိုလာတိုက်တာကရမ်းစစ်သွေးကြွာတွေနဲ့စစ်သွေးကြွာခွန်သူတွေခွန်မြတုံးအုပ်စုလာတိုက်တာပေါင်းပြီးလာတိုက်တာအဓိကရိတ်ခါတွေလာတိုက်တာအမေရိကန်ကထောက်ပံ့မှုလည်းမပေးဘူးထောက်ပံ့မှုမပေးတော့ပတ်စံဒေါ်လာမရှိဘူးဒေါ်လာမရှိတော့ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်ပေါ်မှာထိုင်းဘတ်သွားပြီးရိတ်ခါဝယ်လို့မရဘူး ပြည်တွင်းမှာလည်းပတ်စံမရှိဘူးစိုက်ပျိုးမြေလည်းလုံးလို့မရဘူးစိုက်ပျိုးမြေလုံးလို့ရတဲ့ဒီစောင်းပေါင်းကြီးဘက်ကဝင်တိုက်တယ်ဗျာရေကတော့ဝင်တိုက်တယ်အဲ့လိုအခြေအနေဖြစ်သွားတယ်လက်ရှိတော့ဒီအပိုင်းမှာဆိုတော့နောက်ထပ်ဗျာမတကာဆက်တရနောက်ထပ်တပတ်ပေါ့တပတ်ဆိုတော့အချမ်းပါသမားတွေဒီကနေဆုတ်သွားလိမ့်မယ်ဆုတ်သွားမယ်ဗျာတို့တော့လည်းပဲကျွန်တော်တို့ဒါနေချုံပြီးတော့ပြစီတာရှိတယ်ဒီစောင်းပေါင်းကြီးကဒေသဒေသခံတွေရဲ့ရေကတွေအချမ်းပါလက်တွေပါသွားမယ်အဲ့လိုအခြေအနေရှိတယ်နောက်တဲ့အခြေအနေကမိုးပြဲအဲ့မိုးပြဲကိုတက်မလို့ကဒီအေဗလာ20အေဗလာ29ဆက်ပြီးတော့ထိုးစစ်စင်တယ်လက်ရှိကျွန်တော်တို့မိုးပြဲမြို့မိုးပြဲမြို့ကိုတက်မလို့ကထိန်းချုပ်လို့ရသွားပြီ ထဲချုပ်လို့ရတာပြီအကြမ်းဖက်သမားတွေကဒီမိုးပြဲမျိုးနဲ့နောက်ကိုဆုပ်တယ်ထပ်ထပ်ပြီးခန်းစစ်ခန်းစစ်ပြင်နေတဲ့အနေအထားရှိတယ်အဲ့တော့မိုးပြဲကတော့ဒီတပ်မတော်ကဒါကျွန်တော်တို့အလုံးစုံထိန်းချုပ်ထိန်းချုပ်နိုင်သွားပြီထိန်းချုပ်နိုင်သွားပြီအဲ့တော့ကျွန်တော်တို့ကတော့ဒီလက်ရှိအခြေအနေလက်ရှိအခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ပို့ပြည်သူစစ်တပ်ဖွဲ့ကိုကျွန်တော်တို့အများဆုံးကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တို့ဒီကချင်ပြည်နယ်မှာရှိတဲ့ဒါကချင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့တွေကျွန်တော်တို့များစွာကျေးဇူးတင်တယ်ဒီစုတို့ဗျာကျွန်တော်အိမ်မှာရှိပါတယ်ရှမ်းဒီတို့အစားရှိပါတယ်အခြားသောပြည်သူစစ်တပ်ဖွဲ့တွေများစွာရှိပါတယ်ပြီးရင်ကျွန်တော်ဒီဘက်ကဒီဘက်ကကျွန်တော်မကွေး မကွေးစကိုင်းပေါ့ဗျာစားတဲ့ကျွန်တော်တို့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေရှိပါတယ်တပ်မတော်တသားရှိတဲ့ပြည်သူစစ်တွေတပ်မတော်တသားရှိတဲ့ပြည်သူစစ်တွေခင်ဗျာရှမ်းမြောက်ကပြည်သူစစ်တွေလို့ဗျာခင်ဗျာတနက်ကြီးတကားကားနဲ့ဖြစ်ရဖြစ်လဲဆိုလက်နက်ကြီးခင်ဗျာရန်သူပဲလဲထိုးအပ်ပြီးတော့ခင်ဗျာဗတ်ကြောင်းဗတ်ကြောင်းခဲ့တာကြီးပဲဒါပေမဲ့ခင်ဗျာပိုးပြည်သူစစ်တိုင်းပြည်ပေါ်ဘယ်တော့မှခင်ဗျာတစ္ဆာမပေါဘူးသူရဲ့အစင်လာရတစ္ဆာမပေါခဲ့ဘူးတိုင်းပြည်ပူရင်အေးအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီလိုရှိတဲ့တိုင်းသားတွေကျွန်တော်များစွာဂုဏ်ပါတယ်အဲ့တော့ဒီသတင်းပြချွားမယ်ဆိုရင်အကြမ်းဖက်သမားတွေကဆောင်းချောင်းကြည့်ရအောင်မေလ18ရက်ဝင်လိုက်တယ်ဒီကနေ့ကြာတိုက်ပွဲတွေဖြစ်နေတယ် တိုက်ပွဲတွေဖြစ်နေတယ်အဲ့တော့အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့်ကျွန်တော်တို့ဒေသခံတွေရဲ့စုဆောင်းထားတဲ့ရိခါတွေကရန်ရွာတွေဘက်ကိုပွားသွားတယ်သူတို့စကိုင်းနေရှိတဲ့ဘက်ကိုပွားသွားတယ်လက်ရှိနေမြေရှိလင်းမှုတွေကတော့ဇတိုက်ဖြစ်ပေါ်နေစေဖြစ်တယ်နောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ဗျာကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ချင်းတွေဒီသတင်းတပုတ်ကိုကျွန်တော်ဆက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်ဗကုလိုက်စာကြီးတနက်ပင်မြို့နယ်မချက်စုကြေးွာအော်အဲ့မှာနေထိုင်တဲ့အမျိုးသားကတက်စီလောင်းပြီးမီးရှို့ပြီးမီးရှို့ပြီးတပ်လိုက်တယ်ဗျာအဲ့လိုအချင်းနေတနက်ပင်ကနေအောက်ကိုဆင်းပြအောက်ကိုဆင်းနီးနီးလေးဘယ်လောက်မှမဝေးဘူးအဲ့ဒီကြွာလေးကနီးပါလေမြို့နယ်တော်တော်နီးပါလေ အဲ့တော့ဘယ်လောက်ဆုံးလဲဗျာလူတယောက်ကိုအရှင်လက်လက်မီးရှို့ပြီးတတ်ပလိုက်တာတတ်ပလိုက်တာဘယ်လောက်ရက်ဆက်လဲကျွန်တော်တို့ဘယ်လောက်ရက်ဆက်ကြလိုက်ဗျာဒီကာလမှာကျွန်တော်တို့အဲ့လိုဖြစ်စဉ်တော်တော်ဖြစ်တယ်ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့အမှတတ်မှတ်ဖြစ်တဲ့သူကရောက်ကမကိုဓာတ်နဲ့ပိုင်းပလိုက်တာပြီးရင်ကျွန်တော်တို့ဘကုံးမျိုးပေါ်မှာခုနှစ်တန်းចောင်းသားလေးကိုပြန်ပြီးဆွဲပြီးတော့တတ်ပလိုက်တာပြီးရင်ကျွန်တော်တို့ဒါရန်ကုန်တစ်ပတ်လက်ခုဘက်မှာလည်းကျွန်တော်တို့ငှက်ပြတဲ့ကလေးငယ်ငှက်ပြတဲ့ကလေးငယ်ကိုကလေးငယ်နှစ်ယောက်ကိုခြံဆောင်နေပြီးတော့ဓာတ်နဲ့ရှင်းပလိုက်တတ်ပလိုက်တာတော့တော်တော်များများတွေ့နေရတယ်တော်တော်များတွေ့နေရတယ်ပြီးရင်ကျွန်တော်တို့ဒီတောင်ကူဘက်မှာဆိုရင်လည်းပဲ အကြောင်းသူတယောက်ကိုအိမ်ဘေးနားမှာရှိတဲ့မျိုးသားနှစ်ယောက်ကအားမပြုချင်းပြီးတော့တပ်ဖြတ်ခဲ့တဲ့အချိန်လေးအဲ့တော့အဲ့အကြဖတ်သမားလေးကတော့အဲ့ဒီနှစ်ယောက်ကိုတော့ဒီဒီတောင်ကူတရားသူကြီးရနေပြီးတော့မသိမရှိကျိုးဆွဲချကျိုးဝင်ဆွတ်ပြီးတော့တပ်လိုက်တယ်အမိန်ပေးလိုက်တယ်ပေါ့ဗျာတရားစင်ရချလိုက်တယ်ပေါ့စင်ရချလိုက်တော့အဲ့တော့ဒီဒီလိုလူမျိုးတွေကတော့ခင်ဗျာဒါနဲ့ပဲတန်တယ်ဘာလို့မှလဲဗျာလူပေါ်လူတယောက်အသက်ကိုတတ်တယ်ဆိုရင်သူ့သောအကျိုးပေါ့ဗျာဒါပဲဒါပဲဒီလိုတော့မပါရပါဗျာဒီလိုလုပ်ပြီးရင်ဒီလိုတရေတွေလည်းခင်ဗျာအများကြီးသူသိရှိဖို့ကျွန်တော်တို့ကတင်ပြကျွန်တော်တို့လက်ရှိဒီလိုတရေတွေတင်ပြရတယ်ဆိုတာက မင်းတို့ဒါလုပ်ရင်ဒီလိုအပြစ်ပေးခံမှာတော့ဒါတွေသိဖို့လည်းကျွန်တော်တင်ပြတာတင်ပြတာကျွန်တော်တို့ဒါဒီလိုသတင်းတွေကျွန်တော်နေ့စဉ်နေ့စဉ်တင်ပြရဲဆိုတော့ကျွန်တော်တို့သတင်းကိုကြည့်ရတဲ့သူတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေဒီကနေ့တစ်ဆင့်တစ်ဆင့်ပေါ့ဗျာဒါလုပ်မင်းတို့ဒါခံမှာဒါခံမှာတော့ဒါလုပ်ရင်ဒီလိုမျိုးမင်းတို့အရေးယူချင်ခံမှာဒါတွေသိဖို့လည်းကျွန်တော်တင်ပြတာအဲ့တော့ဖြစ်စဉ်ကိုတင်ပြပါမယ်ဘုရားကြီးတနပ်ပေမျိုးနဲ့မကျက်စုကြေးပါအဲ့မှာဒီတိုင်းနဲ့ဗျာအဲ့မှာဒီတိုင်းနဲ့အမျိုးသားနဲ့သူမိမကိုမီးရှို့တတ်တယ်ဖြစ်စဉ်ကကျွန်တော်မေလ24ရက်နေ့မေလ24ရက်နေ့ည7:00နာရီအချိန်ကလင်းများချင်းစကားများကြတယ်စကားများတော့ဗျာအမျိုးသားနဲ့ပြီးတော့သူ့အမျိုးသမီးကိုနောက်ဆုံးထိုးကျိတ်ပြီးတော့ဗျာ ထိုးချပြီးတော့ခန္ဓာကိုယ်ဓာတ်စီလောင်းပြီးတော့မိရှုပ်လိုက်တယ်။မိရှုပ်လိုက်တော့အမျိုးသမီးရရှိတဲ့အရာလေးနဲ့ကျွန်တော်တို့ဘကိုးမျိုးပြည်သူစေဝင်မှာစေဝါကူတောင်းမှုခံရတယ်ခံယူတယ်။မေလ26ရက်နေ့မှာအဲရရှိတဲ့အရာနဲ့ပဲကျွန်တော်တို့ကွယ်လွန်သွားတယ်။ကွယ်လွန်သွားတယ်။ဓာတ်စီလောင်းတဲ့အမျိုးသားကအသက်38နှစ်အရွယ်ဖြစ်တဲ့ကျော်လင်းသိန်းဖြစ်တယ်။သူ့ရဲ့ဇနီးကအသက်16နှစ်အရွယ်မတ်တူတူဆန်ဖြစ်ပါတယ်။လက်ရှိကျူးလွန်တဲ့သူကတော့ဖန်စီထားတယ်လို့သိရပါတယ်။အဲ့တော့ခင်ဗျားဗျာဘလောက်ရက်ဆက်တာလဲ။ခင်ဗျားလူဟိုဗျာခင်ဗျားအရှင်လက်လက်ကြီးမိရှုပ်ပြီးတတ်တာဗျာ။အရှင်လက်လက်မိရှုပ်ပြီးတတ်တာ။ခင်ဗျားတို့မြင်ကြည့်လိုက် ခင်ဗျားတို့လက်လေးပြကျွန်တော်တို့ဒီလက်လေးလက်လက်လက်အသားစားဆိုင်ရင်တော့မှကျွန်တော်တော်တော်နားတယ်လေလူတကူလုံးခင်ဗျာတက်စီလောင်မီရှုတယ်ဘလောက်နာကျင်လိုက်လဲဘလောက်နာကျင်လိုက်လဲခင်စဉ်းစားခင်ဗျာမျိုးလုံးနဲ့မျိုးအောင်စဉ်းစားကြည့်ဘလောက်ယုံပါလဲပေါ့တော်တော်ယုံပါလေလူပဲဗျအဲ့တော့အဲ့လူတော့ကျွန်တော်လက်ရှိဖမ်းဆီးထားတယ်ဖမ်းဆီးပြီးစစ်ဆေးနေတယ်အဲ့တော့သူလည်းဗျာသူတော့အကျိုးတော့လာပါပေါ့သူတော့အကျိုးတော့ပေးပါပဲပေးပါပဲဗျနောက်ဆုံးပြောဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကြောက်ဖြူ အဲ့တော့ကြောက်ဖြူမျိုးမှာတော့ကြောက်ဖြူမျိုးမှာတော့လက်ရှိဒီတိုက်ပွဲတွေပြင်းထန်နေတယ်တိုက်ပွဲတွေပုံပုံပြင်းထန်လာတာကဒီမေလ19ရက်နေ့ကနေစပြီးတိုက်ပွဲတွေပြင်းထန်လာတယ်လက်ရှိကကျွန်တော်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်အဲ့တော့အကြပ်သမားတွေကတော့တို့ကတော့ဒီကြောက်ဖြူမျိုးကိုအင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေလို့ကျွန်တော်နားလေရတယ်အကြပ်သမားတွေကဒီထောက်ဖို့လမ်းကြောင်းကတော့ကျွန်တော်တို့ဒီတောင်ကုတ်ကနေပြီးတော့ကြောက်ဖြူဘက်ကိုဆက်သွယ်ထားတဲ့ဒီရေလမ်းတွေကနေပြီးတော့ဒီစစ်တို့တွေဒီထောက်ဖို့လမ်းကြောင်းရေလမ်းကြောင်းနေပြီးတော့တို့လူစစ်ကူလူထောက်ဖို့လုပ်နေလို့ကျွန်တော်နားလေရတယ်လက်ရှိကျွန်တော်ကြောက်ဖြူမျိုးမှာတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတယ် ကျွန်တော်နားလေရတာကတော့ဒီတိုက်ပွဲတွေတော်တော်လေးပြင်းထန်နေလို့နားလေရတယ်။ကြောက်ဖြစ်မျိုးကတော့လက်ရှိတက်မတော်တော့ဗျာကျွန်တော်တို့ဒီဒီတက်မတော်ရဲ့ဒီစစ်သင်္ဘောတွေနဲ့ပြစ်ခတ်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေလေကြောင်းကနေဘုံကျဲတာတွေအပြီးတော့ကျွန်တော်တို့တစ်ဖက်က drone နဲ့ drone တစ်ဖက်ကနေ drone နဲ့ပုံကျဲရှင်းနေတာတွေမြေပြင်မှာရှိတဲ့ဒါတက်တွေနဲ့အချက်ပတ်သမားရှင်းနေတာတွေတော့လုပ်နေတယ်။နှစ်ဖက်တိုက်ပွဲတွေတော်တော်လေးပြင်းထန်နေတယ်။တော်တော်လေးဖြစ်နေနေတယ်။ပြီးရင်ကျွန်တော်စစ်တွေပြုတ်အနီးမှာတော့ဒီတိုက်ပွဲတွေကတော့ဒါကျွန်တော်ဆက်ရှိနေတယ်။လိုအပ်တဲ့ဒီပြစ်ကူစစ်ကူတွေတောက်လျှောက်လုပ်နေတယ်။ တောက်လျှောက်လုပ်နေတယ်။ပြီးတော့ရင်ကျွန်တော်တို့တစ်ဖက်မှာဒီရခိုင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ကျွန်တော်တို့ဒီဆက်သွယ်ထားတဲ့လမ်းမကြီးမှာတော့ဒီတိုက်ပွဲတွေကတော့ဖြောက်တော့ဖြောက်တော့ရှိတယ်။ဖြောက်တော့ဖြောက်တော့ရှိတယ်။တောင်ကုန်းတောင်ကုန်းနဲ့ကျွန်တော်တို့တစ်ဖက်ကဦးချင်းပင်လမ်းမကြီးမှာတော့ရဒီယဘိုင်းမှာတိုက်ပွဲတွေကပြန်ငြိမ်းနေတယ်။ပြီးမှကျွန်တော်တို့ဒီရခိုင်ပြည်နယ်တောင်ပိုင်းနဲ့အရောက်တိုင်းအဆက်မှာတော့အကြမ်းဖက်သမားတွေပေါ်လိုက်ပြောလိုက်ပေါ်လိုက်ပြောလိုက်ဖြစ်နေ။ဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်ဟိုနေရာပေါ်လိုက်ဒီနေရာပေါ်လိုက်ပေါ့အဲ့တော့အဲ့မှာတော့ဒီကျွန်တော်တို့တောက်လျှောက်နေမြရှင်းလင်းမှုလုပ်နေတယ်အဲ့အရောက်တိုင်းအချိန်ကြီးတော့ကျွန်တော်တို့ဒါစိုးကြမှာမရှိဘူးပြီးတော့အဲ့ဒီတစ်ဖက်ကကျွန်တော်တို့တောင်ကုန်းနဲ့ တောင်ကုန်းနဲ့တစ်ဖက်ကအုံချင်မဲ့လာမိုင်းတော့ကျွန်တော်တို့စိုးရမရှိပါဘူးတစ်ဖက်မှာလည်းကျွန်တော်တို့ဒါအန်နဲ့အန်နဲ့ဒီဘရန်လာမိုင်းပေါ့အဲ့မှာလည်းကျွန်တော်တိုက်ပွဲတွေကဆက်ရှိနေတယ်တိုက်ပွဲတွေဆက်ရှိနေတယ်အဲ့တော့တိုက်ပွဲပြင်းထန်ဆုံးနေရာပြပါဆိုရင်တော့ဒီကြောက်ဖြူမြို့မှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ကျွန်တော်နားလည်ရတယ်ပါတယ်